ာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လည်းမြင်ပါပါဆိုတော့ကျွန်တော်တို့မနေ့ညတုန်းက England Premier League ရဲ့ Super Sunday ပွဲတွေကံပြီးသွားပြီလေအဲ့ Super Sunday ပွဲတွေကံပြီးတဲ့အချိန်မှာပွဲစဉ်က36ပြီးသွားပြီပွဲစဉ်36ပြီးမှကျွန်တော်တို့ရာသီသိမ်းဖို့ကနှစ်ပွဲပဲကျန်တဲ့အချိန်မှာ လီဗာပူးက83မှာကျွန်တော်အားလုံးတည်ထားပြီးသားလက်ရှိမှာသူတို့အသင်းကအကောင်းဆုံးပုံစံနဲ့ flying ဖြစ်ပြီးတော့ champion ကိုဖြစ်ပြီးမှနှစ်ပွဲထိနိုင်ပွဲပြပေးမယ်83မှာ Arsenal က68 Newcastle 66 Manchester City 65 Chelsea 63 Aston Villa 63နဲ့ Forest 62ဒီတစ်ပတ်ကဘသူတွေကတော်တော်ကိုကောင်းသွားလဲဆိုတော့ Aston Villa အဝေးကွင်းမှာဘုံပေါက်ကိုနိုင်တဲ့ Unai Emery ရဲ့ Aston Villa နဲ့ Chelsea ကိုနိုင်လိုက်တဲ့ Eddie Howe ရဲ့ Newcastle ကတကယ်အမျက်ထွက်သွားတယ် မစီဒီကတေချာပေါက်သုံးမရမယ်လို့တွက်ထားတဲ့ဆာဟွန်တန်ကိုမထင်မှတ်ပဲတေချသွားတယ်။အဲ့ဒီနေရာမှာချယ်ဆီကယူကာဆယ်ကိုရှုံးပြီးတော့နော်ဒန်ဖောရက်စ်ကအိမ်ပွဲမှာလက်စစီတီနဲ့တေချတယ်။ဖောရက်စ်ဆိုရင်တော်တော်လေးတစ်မျိုးမူကောင်းတယ်။ဒါကြောင့်အဲ့ပွဲတာနိုင်ရင်သူတို့ကဒါမန်စီတီရဲ့အောက်မှာသူတို့64မှတ်ရှိမယ်။ပြီးသူတို့5နဲ့ပွဲချယ်ဆီနဲ့ကမ်းရမယ်။အားလုံးကသူတို့က according to plan ဖြစ်မှာ။ ိုက်နေရာအစားသူတို့ကဒီဘောကိုတီချသွားတဲ့အတွက်သူတို့ကလည်းတော်တော်လေးတော့တိုင်ပတ်သွားတယ်ဆိုတော့ဒီနေရာမှာအာဆယ်ကလီဗာပူးကိုတီချလိုက်တဲ့အတွက်သူတို့က68မှတ်ရတော့သူတို့ကိုယ်တိုင်လည်းအဆင့်နှစ်နဲ့အဆုံးသတ်ဖို့မသေးကြဘူးအာဆယ်ကဒီတစ်ပတ်ညူကာဆယ်ယူနိုက်တက်နဲ့သူတို့ကံမယ်အဲ့ဒီယူကာဆယ်ကိုစိတ်ဂျေဆစ်ဘက်မှာသူတို့ရှုံးထားတာကိုသူတို့ဒီအားဒီမှာသူတို့၃ပွဲတော့ယူကာဆယ်ကိုရှုံးထားတယ်။ဒီပြိုင်ပွဲမှာ၁ပွဲ၊ကပ်ပြိုင်ပွဲ semi final မှာ၁ပွဲရှုံးထားတဲ့အချိန်မှာ အာဆယ်တင်းနေတဲ့ညူကာဆယ်ယူနိုက်တက်အသင်းကိုအင်ကွေးကန်တဲ့အခါရှုံးတာနဲ့ညူကာဆယ်ကကြိုသွားမှာညူကာဆယ်ကကြိုသွားမယ်ညူကာဆယ်နောက်ဆုံးအင်ကွေးဘွဲကအေဗာတန်နဲ့ကန်ရမယ်ဆိုတော့အာဆယ်ကညူကာဆယ်ကိုအနိုင်ကန်ရင်ဒုတိယပေးကြမယ်တည်ကန်ရင်ဒုတိယချင်းနေကောင်းတယ်ဘာကြောင့်လဲဆိုတော့ နောက်ဆုံးဘွဲကသူတို့စိတ်နဲ့ကံမှာဖြစ်တဲ့အဲ့အတွက်ကြောင့်မီခဲအာတီတာအတွက်ကအခုသူတို့လီဗာပူးနဲ့ဘွဲမှာသူတို့ပြသတဲ့ level ကိုကြည့်ခြင်းအဖြစ်သူတို့ကပြင်းပြလိမ့်မှာအာရုံစိုက်ရင်ကျန်တဲ့တိတိပိုကောင်းနေပြန်လက်ရှိနေထားရဒါလီဗာပူးပြင်းဒီယာတီဆိုရအောင်ဆက်ဒုတိယအဓိကဒီယာတီမှာအဆင်သေးဘွဲတွေများနေတာတရားဒီလုံးမှာသူတို့၄ဘွဲပဲရှုံးနေဒါပေမဲ့သေ14ဘွဲရှိတာအဲ့သေ14ဘွဲကအဓိကပဲလီဗာပူးကသေ8ဘွဲပဲရှိတယ်6ဘွဲกว่าအဲ့6ဘွဲက18မှာပဲ ဒါကဒီရာဒီတွက်တို့ရဲ့အဓိက story ဖြစ်သွားတယ်ဒီနေရာမှာအခုလောလောဆယ်အနေထားရအာစနယ်အသင်းကလက်ချက်ပွဲမှာ Newcastle United ကိုအင်ကွေးမှာခံရမယ်နောက်ဆုံးပွဲက Southampton ကိုခံရမယ်ဆိုတော့တော့တို့ကတော့ Champion League ဝင်ကွက်သေချာတလောက်ပဲ Southampton ကိုတို့နိုင်ခွန်ဆက်တမဖြစ်ပြီတို့တို့အတွက်ကတိတ်ပြီးတော့ကြည်စရာမလိုဘူးဒါပေမဲ့ Newcastle ကိုတို့ရှုံးလို့မရဘူးရှုံးရင်တို့ကြော်သွားမှာ ပိုက်ပွဲရှိတယ်အဲ့ဒီမှာညူကာဆယ်ကကျွန်တော်အာဆယ်ကိုသူတို့ကံမယ်အာဆယ်ဘွဲ့ကိုသူတို့အနေနဲ့တရေကံပြီးတော့နောက်ဆုံးဘွဲ့အေဗတန်ကိုနိုင်လို့လေးမှတ်ရမယ်ဆိုရင်ညူကာဆယ်ရဲ့တိုတယ်ရမှတ်က80ဖြစ်သွားမယ်ဒါဆိုရင်တော့သူတို့စကူးအဖြစ်ပြီဆိုတော့သူတို့အနေနဲ့ပုံမှန်တိုင်းသူတို့လုံလုံမယ်ဆိုရင်တော့အာဆယ်ဘွဲ့ကိုသူတို့အမှတ်မရခဲ့ရင်တော့သူတို့69မှတ်ထိသူတို့ရနိုင်တယ်နောက်ဆုံးဘွဲ့အေဗတန်ကိုသူတို့ကံမှာဖြစ်တယ် အဲ့ဒီမှာမြူကာဆယ်ကအနည်းဆုံး69ကနေ82ထိရကောင်းရနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာမန်ချက်စတာစီးတီးလောဝါကိုမထင်မှတ်ပဲနဲ့အမှတ်ကျော့သွားတဲ့စီးတီးပေါ့လေစီးတီးတို့ကတကယ်ကိုဆောင်းတန်တဲ့ပွဲနှစ်မှတ်ရတာကတော်တော်လေးစိတ်ပျက်စရာတကယ်လို့အဲ့စီးတီးအဲ့ပွဲစိတ်ကိုသာနိုင်ရင်တို့ကအနည်းဆုံး69ရှိပြီ69ဆိုရင် EECC ပဲတို့ဟာချန်ပီယံလိဝင်ဝင်အခုကစီးတီးကချန်ပီယံလိဝင်ဝင်ရတော့ဝင်တော့ဝင်နေဘာဖြစ်လဲဆိုတော့တို့ ပို့လို့တော့မရဘူးပေါ့လေတော့ဒီတစ်ပတ်မှာ Man City ပွဲရှိတယ် Man City ကအခုလောလောဆယ်ပေါ့လေယာဒီပိတ်နောက်ဆုံးပွဲကသူတို့ Fulham ကိုဝေးခွင်းကံပြီးတော့ပွဲစဉ်30ခွန်မှာဘုံပေါက်ဆိုတော့ဒီတစ်ပတ်ကသူတို့အင်ကွင်းမှာဗိုလ်ထုမှုနေမှာဘုံပေါက်နဲ့ကံပဲ27ရက်နေ့ဒါပေမဲ့သူတို့ကအခုလောလောဆယ်18ရက်နေ့က Manchester City ကဒီကြားထဲမှာ FA Cup Final ရှိတယ် Crystal Palace ဆိုတော့သူတို့ Crystal Palace နဲ့ပွဲပြီးတာနဲ့အဲ Wednesday မှာ ဘုံမောင်းနေခံရမယ်အိုက်ပွဲကသူတို့အတွက်ခူရှယ်ပွဲပဲအိုက်ပွဲနိုင်သူတို့ပြီးပြီဗျာသူတို့လည်းအခု Losses City က65ရာနဲ့68အမှန်တမ်းပြော68ကတော့နည်းနည်းလေးလုံလောက်မယ်လို့ထင်တယ်ဒါပေမဲ့69ဆိုတော့ပိုဆေးဖြစ်တယ်ဆိုတော့ City ကနောက်ဆုံးနှစ်ပွဲမှာအနည်းဆုံး၄မှတ်လို့တယ်အဲ့ဒါဆိုရင်သူတို့လိုချင်တဲ့ရမတ်69မှတ်ဆိုရင် goal difference နဲ့ channel တင်းတွေကိုကြောက်စရာမလိုဘူး City ကဆိုတော့အိမ်ကွေးမှာဘုံမောင်းအဝေးကွေးမှာ Fulham နဲ့ကန်ရမယ် Fulham ကလည်းနည်းနည်းခက်ခဲကစားအောင်လုပ်တဲ့အသင်းဖြစ်တယ် အဲ့မှာနောက်ထပ်သတင်းကတော့ဒါအခုလောလောဆယ်နေထားရ Chelsea မထင်မှတ်ပဲနဲ့ Chelsea ကတကယ်ကိုထိုက်ခင်းဖြစ်သွားတယ်။အခု Newcastle ကိုရှုံးလိုက်တဲ့ပွဲတကယ်ဆိုရင်တို့၁၀ယောက်၁၀ယောက်ကစားတဲ့အချိန်မှာတော့တေးချနိုင်တဲ့ chance အများကြီးခံတီးတယ်တော်တော်လေးကောင်းတယ်။စတေးအောင်စတဲ့အောင်ဆိုတော့ Newcastle ကိုနိုင်သွားနိုင်ရဲ့အခြေရှိအချိန်မှာ Chelsea ကအခုဒီတစ်ပတ် Manchester United နဲ့ကံမဲ့ နောက်ဆုံးပွဲကို Northern Forest နဲ့ကံပြီဆိုတော့လက်ရှိ United ရဲ့ခြေကလည်းဒါအမှန်တိုင်းပြောတော့တော်တော်ဆူဆူဝါပဲအဲ့အတွက်ကြောင့်သိက္ခူးဆိုင်စားလို့ Man United က Europa League ကိုအားလုံးစိုက်နေတယ်ဒီပွဲပြီးရင်တို့ Europa League ဘက်ကိုတို့တွားမှာဖြစ်တယ်21ရက်နေ့ဆိုတော့တို့ကလုံးဝကိုအရန်နေကံမှာဖြစ်တဲ့ကြောင့် Chelsea ဘက်ကအနိုင်၃မှတ်အတွက်အသေးချဖြစ်သွားမယ်ပွဲမျိုးဖြစ်တဲ့ချိန်မှာ Chelsea ကအဲ့မှာ၃မှတ်ရပြီမယ်နောက်ဆုံးပွဲ Forest ကိုတို့အနိုင်ခံဖို့လိုတယ်အဲ့ Forest ကိုတို့နိုင်မယ်ဆိုရင် Chelsea ဟာ66မှတ်ရသွားမယ်တို့ Goal Difference က အခုလောလောဆယ်မှာ16ခုရှိတယ်။အဲ့နေရာမှာအက်စတိုဗီလာအသင်းကလည်းမန်ယူနိုက်တက်လိုပဲသူလည်းစပါးစ်နဲ့ကမ်းပဲ။အက်စတိုဗီလာကလည်းသူတို့နဲ့တရက်သေးပဲစပါးစ်နဲ့ကမ်းပဲ။အခုလောလောဆယ်နေထားရယူနိုက်တက်ရောစပါးရောကတောက်ချာနေမှာကမ်းပါသူတို့တရက်ပူနာရတယ်။ဘာလို့လဲဆိုယူရိုပါလိဖိုင်နဲ့ကမ်းပါဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဟိုနှစ်သိရဲ့အခြေအနေကြောင့်ဗီလာကလည်းနိုင်ပါပဲ။ဗီလာလက်ရှိခြေရဆိုတော့တော်တော်ကောင်းတယ်။မန်စီးတက်ပွဲပဲသူတို့ရှုံးတာ။ ဆိုတော့ Villa အိုက်ပွဲမှာစပါးကိုအိမ်ဝင်ပြီးတာလေယာဒီပိတ်က Manchester United ကို Old Trafford မှာကမ်းမယ်ဆိုတော့အဲ့ Old Trafford ကပွဲက different story ဖြစ်နိုင်တယ် Man United ရဲ့ယာဒီပိတ်နောက်ဆုံးပွဲဖြစ်တယ်နောက်တစ်ခုကတကယ်လို့ Europa League Champion ဖြစ်လာခဲ့ရင်ပြည်သက်တည်းရဲ့ပျော်ရွှင်မှုနဲ့အတူ tight game ဖြစ်သွားလိမ့်မယ်အချင်းဒီပေါ်အများကြီးမူတည်ဒါပေမဲ့ Aston Villa ဟာ Spurs ကိုသူတို့နိုင်ရင်66မှာဖြစ်မယ်။နောက်ဆုံးပွဲ United ကိုနိုင်ရင်သူတို့ရဲ့ခြေရဆိုနိုင်နေပြန်လက်ရှိနေတာနိုင်ရင်69မှာသူတို့လည်း69မှာ Chelsea လေး69မှာဖြစ်သွားမယ်။ဒါပေမဲ့ Chelsea ကနောက်ဆုံး Forest ကိုနိုင်အောင်မှာအိုက်ပွဲနိုင်မှာသူတို့69မှာဖြစ်မှာ Forest ကအခုလက်ရှိမှာ West Ham ကိုအဝေးခွင့်သွားကြရတယ်။ကျွန်တော်ထင်တော့မလွယ်ဘူး။လက်ရှိ Forest ကခြေချောင်းပုံမှန်ခြေစွမ်းဆိုတော့ West Ham ကိုမကြောက်ရဘူး။ဒါပေမဲ့ Forest က West Ham ကိုအဝေးခွင့်ကန်ပြီးတာနဲ့ရာသီပိတ်နောက်ဆုံးပွဲမှာသူတို့အိမ်ကွင်းမှာ Chelsea နဲ့ကန်မယ်။ဆိုတော့တကယ်လို့ Forest က West Ham ကိုနိုင် Chelsea ကိုသူတို့အနိုင်ကျွန်နိုင်ခဲ့ရင် Aston Villa ပုံမှန်မူတည်ပြီးတော့သူတို့ကြည့်ရမယ်။သူတို့က68မှတ်တဲ့ maximum ပုံမရနိုင်ဘူး။ ဆိုတော့ forest ကတော့အခု tanky order မှာဟိုးနောက်ဆုံးရောက်သွားတယ်ဘာလို့ဆိုတော့သူတို့က chelsea ကိုနိုင်မဲ west ham ကိုနိုင်တော့သူတို့68ပဲရ68ဆိုတော့ဟိုကောင်တွေက69တိရတယ် aston villa 69ရနေနဲ့ newcastle က69 80 71တခုခုပဲ man city ကလည်းနှစ်ပွဲလုံးနိုင်ရင်68တိရမယ်ပူန်နဲ့ဘုံမောက်ကိုနိုင်ရင်68အားလုံးက chelsea ရကျွန်တော်ထင်တော့ liverpool arsenal newcastle man city လေးတဲ့အရတော်လေးအခြေအနေကောင်းပြီးတော့ chelsea ရ aston villa ရ forest ရ3တဲ့ forest ကတော့ third favorite ပေါ့လေအဲ့3 ုံးသင်ထဲမှာ Chelsea ကကျွန်တော်ထင်တော့ Villa တော့နည်း favorite ကြပြီးတော့ Chelsea ကတော်တော်လေးကိုသူတို့လေးဂျုံးကန်ပို့ဆိုတာကအခု Chelsea အနီးကပြခလိုက်တာတော်တော်လေးပြဿနာဖြစ်သွားတယ်ဒါတော့အခုလောလောဆယ်နေတာတစ်ဖက်က Conference League လက်ချက်တနည်းအတွက် Brentford 55 Brighton 55ဘုံပေါက်53ဒီ၃ဒီအပြိုင်လူရဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်